Shortcut to Wisdom Channel မှာပြန်လည်ကြိုဆိုပါတယ်။ဒီအစီအစဉ်မှာဗီဘီလုံရဲ့ထာဝရညမင်ရာတွေကိုပုံပြင်လေးတွေနဲ့အတူမျှဝေတင်ဆက်ပေးခဲ့ပြီးပါပြီ။ဒီအပိုင်းကမှာတော့သင်ယူခဲ့သမျှအားလုံးကိုလက်တွေ့ဘဝထဲအသက်သွင်းပေးမဲ့နှုတ်အပ်ချက်တစ်ခုကိုဖွင့်ပြသွားမှာဖြစ်ပါတယ်။အကျွေးဆိုတဲ့ထောင်ချောက်ကနေလွတ်မြောက်နည်းနဲ့ကံကောင်းခြင်းဆိုတာကိုယ်တိုင်ဘယ်လိုဖန်တီးယူရမလဲဆိုတဲ့နှုတ်အပ်ချက်နှစ်ခုကို သင်သိရှိသွားပါလိမ့်မယ်။ဒီသင်ခန်းစာတွေက သင်ဘဝကိုချက်ချင်းပြောင်းလဲပေးနိုင်တယ်ဆိုတော့အဆုံးထိကြည့်ရှုနားထောင်သွားဖို့အထူးတိုက်တွန်းပါရစေခင်ဗျာ။လေ့ဆလိုက်ကြရအောင်။ချစ်မိတ်ဆွေအပေါင်းတို့ခင်ဗျာဒီအပိုင်းကားဟာမိမိလုံးမှာအချမ်းသာဆုံးပုဂ္ဂိုလ်ဉာဏ်ပညာစီးရီးရဲ့နောက်ဆုံးနဲ့အရှိပါဆုံးသောအပိုင်းပဲဖြစ်ခဲ့သလိုမိမိလုံးရဲ့ချမ်းသာကြွယ်ဝမှုရဲ့လှုပ်ဝှက်ချက်တွေကိုလည်း ခြုံငုံပြီးသားအဆုံးသတ်ပိုင်းပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ပိုင်းတွေမှာအာခရံသွန်ခြင်းချက်များအတိုင်းရွှေစုဆောင်းပုံပညာရှိစွာရင်းနှီးမြှုပ်နှံပုံဆုံးရှုံးမှုမှကာကွယ်ပုံနဲ့ပညာရှိရှိချီးငှားပုံစတာတွေကိုပြယူခဲ့ကြပြီးဖြစ်ပါတယ်။ဒါပေမဲ့ဘေဘီလုံမြို့သားတွေရဲ့စိတ်ထဲမှာမျက်ရှိုင်းတဲ့မေခွန်းတစ်ခုညာရှိနေဆဲတော့မယ်။ငွေကြီးစည်းမျဉ်းတွေချိုးဖောက်ပြီးလို့ အကျွေးထုတ်ကြီးနဲ့ဆင်းရဲမွေးတေမှုရဲ့ချိန်ဝင်ရှာတဲ့နှစ်မုန်းနေတဲ့သူတယောက်ကဘယ်လိုလွတ်မြောက်လာနိုင်မလဲပဇာဤဘာလာဖြစ်ရုံသာမကကုံသစ်ခါကိုပါပြက်စီးနေသူကရောပြန်လည်ထူထောင်နိုင်မှာမလားဒီပိုင်းကားဟာအဆိုပါမေးခွန်းတွေအတွက်အရေးကြီးဆုံးသောအဖြေပဲဖြစ်ပါတယ်ကလောက်ကုံတဲ့ဓမ္မစီယာရဲ့ဆက်လန်းကစီကန်းနဲ့ပြန်လည်ထူထောင်ခြင်းရဲ့ဆွမ်းအားကိုခေါ်ထုတ်ပြသသွားမှာဖြစ်ပြီး ကုံသင်မင်းသားရှာရူနာဒာရဲ့ဆက်လန်းကတော့ဗန်ကောင်းချစ်ရဲ့အမှန်တရားကိုလည်းဖွင့်ပြသွားမှာဖြစ်ပါလေဒီပုံပြနှစ်ခုကစင်းရဲမှုကနေကျွယ်ဝမှုစီကူပြောင်းဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့နှံ့ညုံချက်နဲ့ရပါမယ်ပိုင်းတဘေဘီလုံမှကလာအုပ်ကုံသင်တခါတော့ကဘေဘီလုံမှဒါဘာစီယာဆိုတဲ့လူငယ်တူရှိခဲ့ဖူးပါတယ် သူဟာငယ်ဘဝကိုပေါ့ဆပြီး အချင်းကိုအချိုးမဲ့စွာ ဖြုံးချီးပစ်ခဲ့လို့အကျွေးတွေရဲ့ဖဲကန္တာရထဲမှာနှိမ့်မုန်းနေခဲ့ရတယ်။အကျွေးရှင်တွေက သူ့ကိုချိန်ဆမိသားစုကလည်းသူ့ကိုစိတ်ပြက် နောက်ဆုံးတော့အရှက်ရစွာထွက်ပြေးပြီးစီးရီးယားဖဲကန္တာရထဲမှာဂျုံဘဝကိုရှောက်သွားခဲ့ရပါတော့တယ်။စီးရီးယားဖဲကန္တာရရဲ့ပြင်းထန်တဲ့နေပူဒံအောက်မှာဂလာအုပ်တွေချိန်ချောင်းရင်း ုအတိတ်ကနာကျင်မှုတွေပြင်းပြင်းထန်ထန်ခံစားခဲ့ရတယ်။ဒီနာကျင်မှုကပဲသူ့ကိုခိုင်မာတဲ့စိတ်ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်စေခဲ့တယ်။ဒါပါဆရာဟာဂျူမဝကနေထွက်ပြေးပြီးဘီဘီလုံကိုတတိရှိရှိပြန်လာခဲ့တယ်။အကျွေးရှင်အားလုံးကိုရှာဖွေတွေ့ဆုံပြီးရိုးသားစွာနဲ့အမှန်တိုင်းပုံခံခဲ့ပါတယ်။ကျွန်တော်အားလုံးကိုတခါတည်းနဲ့ပြန်မပေးနိုင်သေးပေမဲ့ အားလုံးကိုပြန်ဆက်ဖို့တော့ပြည်ပေးပါတယ်။ကျွန်တော်ရဲ့စီမံကိန်းကရှင်းပါတယ်။ဒါစီဝင်ဝင်ရဲ့ဆယ်ရခိုင်လုံးကိုပို့အတွက်စုဆောင်မယ်။ခုနှစ်ဆယ်ရခိုင်လုံးကိုတော့အများတို့အချွေးရှင်တွေကိုပေးဆက်မယ်။ဂျန်နဲ့၂ဆယ်ရခိုင်လုံးကိုတော့မိသားစုအတွက်သုံးဆွဲမယ်။ဒီစည်းကမ်းနဲ့နေလာအတိုင်းပဲကျွန်တော်အချွေးတွေအားလုံးကို ရှင်းပြပြီးကျွန်တော်ရဲ့ကုန်သိက္ခာကိုလည်းပြန်လည်ဆယ်ယူရမယ်။ဒါဟာကျွန်တော်ရဲ့ကတိနဲ့နန်းစင်ပဲ။ ကျွေးရှင်တွေကဒါဘာစီယာရဲ့ရိုးသားမှုနဲ့တာဝန်ယူမှုကိုမြင်တွေ့တော့အဘောတူလက်ခံခဲ့ကြတယ်။သူဟာစွဲလုံးလကြီးစွာအလုံးလုံးပြီးနောက်စဉ်ပေးဆက်ရမယ့်ငွေကိုဂတိတိုင်းမပြတ်မကွက်ပေးချေခဲ့တယ်။နှစ်တွေကြာလာတဲ့အခါအကျွေးတွေလုံးဝပြေလည်သွားခဲ့ပြီး သူဟာကုံအစီအပြည့်နဲ့ဘေဘီလုံရဲ့အောင်မြင်တဲ့ကလာအုပ်ကုံတွေကြီးဖြစ်လာခဲ့တယ်။ဒီဆလန်ကဘာကိုသက်တည်ပြလဲဆိုတော့ အကျွေးနုံထဲမှာအမျက်ဆုံးနှစ်နေသူတော်ယူသားမှုခိုင်မာတဲ့စည်းကမ်းရှိမှုတို့နဲ့တတိရှိရှိရင်ဆိုင်ရဲ့ရင်ဘဝကိုအစကနေတန်လေတီဆောက်နိုင်ရဲ့ဆိုတာပါပဲအကျွေးထုတ်ဖို့ကဘလောက်ပဲကြီးမားနေပါစေယူသားမှုလုံလဝီရိယရှိမှုနဲ့တစ္ဆာရှိရှိရင်ဆိုင်သွားရင် လုံမြောက်ရာလမ်းကိုတွေ့ရမှာပါပိုင်းနဲ့ဘေဘီလုံမှအကာအကောင်းဆုံးပုဂ္ဂိုလ် ဒီတခါတော့ကြီးမြတ်တဲ့ကုံသေးမင်းသားရှာရူနာဒာရဲ့ဆက်လန်းစီပါချီကြရအောင်သူ့ကိုဘေဘီလုံမှာကာအကောင်းဆုံးပုဂ္ဂိုလ်လို့လူတိုင်းကခေါ်ဆိုသတ်မှတ်ခဲ့ကြတယ်။ဒါပေမဲ့သူ့ရဲ့အောင်မြင်မှုလှည့်ဝတ်ချက်ကကံကြောင့်ပဲလား။ရှာရူနာဒာဟာလည်းအစတုန်းကဂျွန်တူဖြစ်ခဲ့ပါတယ်။သူနဲ့အတူရှိခဲ့တဲ့အာရကူလာဆိုသူကကံကြမ္မာကိုချိန်ဆရင်လက်လျှော့နေချိန်မှာ ရှာရူနာရာကတော့ကြိုတင်ပြင်ဆင်မှုနဲ့စွမ်းရှိမှုကိုရွေးချယ်ခဲ့တယ်။သူဟာသခင်ပေးတဲ့အလှုပ်ထမ်းကိုအကောင်းဆုံးလှုပ်ဆောင်နိုင်ခဲ့လို့ယုံကြည်မှုကိုရခဲ့တယ်။ပုံသွေးရေးအခွင့်အရေးတွေပေါ်လာတဲ့အခါမှာအခွင့်အရေးတိုင်းကိုလက်မလွတ်တမ်းဖမ်းဆုပ်ခဲ့တယ်။ဒီလိုနဲ့ပဲဂျုံဘဝကနေကုန်တဲ့ပုံသေးဘဝကနေနောက်ဆုံးမှာမင်းသားဖြစ်လာခဲ့တာပါ။ဒီနေ့မှာခရီးသွားလူငယ်တဦးက သူ့ကိုချီးကျူးလိုက်တဲ့အခါရှာရူနာဒါကပြတ်သားတဲ့လေတာနဲ့ပြန်ပြောခဲ့တယ်။သူတွေကကျွန်တော်ကိုကံကောင်းဆုံးပုဂ္ဂိုလ်လို့ခေါ်ဆိုသတ်မှတ်ကြတာဟာကံကောင်းခြင်းနဲ့သမီးကရှုပ်တရက်ပြုံးပြခဲ့လို့မဟုတ်ဘူးကွာ။ကျွန်တော်ဟာရှောက်လာတဲ့အခွင့်အရေးတိုင်းကိုဝိရိယနဲ့ဖန်ဆုပ်ယူခဲ့လို့ဖြစ်ပြီးဘယ်အလုပ်ကိုမဆို အကောင်းဆုံးကြိုးစားခဲ့လို့သာဖြစ်တာ။မှတ်ထားစစ်မှန်တဲ့ကံကောင်းခြင်းဆိုတာ မိုးပေါ်ကကျလာတာမဟုတ်ဘူး။သူဟာကြိုးတင်ပြင်ဆင်ထားတဲ့သူနဲ့လက်မလျှော့ပဲစွန့်ရှိတဲ့သူစီကိုသာလျှောက်လာတာ။မင်းသာအခွင့်ရေးပေါ်လာရင်ရဲရဲဝုတ်ဝတ်လက်လှမ်းဆုပ်ကန်လိုက်ပါ။အဲ့ဒီအခါမှာကံကောင်းခြင်းနဲ့သမီးဟာမင်းရဲ့နောက်ကလိုက်ပါလာပါလိမ့်မယ်။ဒီဆက်လှမ်းကတော့ကံကောင်းခြင်းရဲ့လှုပ်ဝှက်ချက်ကိုဟောထုတ်ပြခဲ့တယ်။ဟန္တာကြွယ်ဝမှုဆိုတာ ကံတရားကိုပုံအပ်ထားလို့မရဘူး။၎င်းဟာ စွဲလုံးလာကျူတင်ပြင်ဆင်မှုနဲ့အခွင့်အရေးကိုမြင်အောင်ကြည့်ပြီးဖန်းဆုပ်နိုင်တဲ့ညာရဲ့ရှလတ်ပဲဖြစ်ပါလေ။ဒီအခွင့်အလမ်းကိုလက်လို့မခံပါနဲ့။ဒါမှကံကောင်းခြင်းကတင့်နဲ့တွဲနဲ့လိုက်ပါလာမှာပါ။ကြလေသုံးသချင်းဒီနောက်ဆုံးသင်ခန်းစာနှစ်ခုဟာ ဗီဘီလုံရဲ့ယမယာအားလုံးကိုပြည့်စုံစေခဲ့ပါပြီ။ကလာအုပ်ကုံတဲ့ဒါဘာစီယာကဘလောက်ပဲအကျွင်းလွန်တဲ့နှင့်မွနေပါစေ၊ဂျိုးသားမှုစည်းကမ်းနဲ့တာဝန်ယူမှုရှိရင်ပြန်လည်ထူထောင်နိုင်တယ်ဆိုတာသက်သေပြခဲ့တယ်။ဦးဒေမင်းသားရှာရူနာနာကတော့ကံကောင်းခြင်းဆိုတာကြိုတင်ပြင်ဆင်မှုနဲ့ဆွဲလုံးလာပဲဆိုတာကိုရှင်းရှင်းလင်းလင်းပြသခဲ့တယ်။ ဒီပုံပြင်နှစ်ခုကနေထွက်လာတဲ့သင်္ကန်းစာက ရှင်းပါတယ်။ချမ်းသာကြွယ်ဝမှုဟာလူနည်းစုရဲ့အခွင့်အထူးဒါမှမဟုတ်ကံတရားရဲ့လက်ဆောင်မဟုတ်ဘူး။ဒါဟာစည်းကမ်းရှိမှု၊ရိုးသားမှုအနာဂတ်ကိုကြိုတင်မြင်နိုင်မှုနဲ့အပြစ်ဒဏ်ကြိုးစားအားထုတ်မှုတို့ရဲ့သဘာဝကျတဲ့ဆူလပ်ပါပဲ။စည်ရဲမှုကနေကြွယ်ဝမှုစီရောက်ဖို့ဒီနီးလန်းကတခုထဲသောလမ်းဖြစ်တယ်ဆိုတာကိုယုံကြည်လိုက်ပါ။ပြီးတော့ဘယ်တော့မှ နောက်ကျလွန်းတာမရှိပါဘူး။တင့်ဘဝမှာဒီညာတရားတွေကိုအခုပဲစတင်ပြီးလက်တွေ့လိုက်နာအသုံးချကြပါ။မိကုံးချုံနဲ့နှုတ်ဆက်ခြင်းဒီလုံးနဲ့ပဲဘေဘီလုံရဲ့ညာတရားခရီးစဉ်ကိုအောင်မြင်စွာအဆုံးသတ်လိုက်ပါပြီ။ဒီတစ်လျှောက်လုံးကျွန်တော်တို့အတူတူသင်ယူခဲ့ကြတဲ့ချွေရောင်စင်းစက်တစ်ချက်ကိုနောက်ဆုံးအချိန်အတူပြန်ကြည့်ကြရအောင်။ စီမင်းတကိုကိုကိုဦးစားပေးပြီးပေးဆက်ပါစီမင်းနှင့်ကုန်ကျစရိတ်တွေကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ပါစီမင်းသုံးတင့်ရွှေတွေကိုပွားများအောင်စီမံပါစီမင်းလေးဆုံးရှုံးမှုမှတင့်ပါနာကိုကာကွယ်ပါစီမင်းကကိုအိမ်ကိုပိုင်ဆိုင်အောင်ကြိုးစားပါစီမင်း၆တင့်အနာကအတွက်အာမခံထားပါ စီမင်းခုနဲ့တင့်ဝင်ဝင်ရှာနိုင်စွမ်းကိုမြင့်တင်ပါစီမင်းရှိအတိရှိရှိနဲ့ချီးမွားပါစီမင်းကိုကာကွယ်ရေးကိုတည်ဆောက်ပါစီမင်းတစဲစည်းကားနဲ့အတူအကျွေးများကိုပြန်ဆက်ပါစီမင်းစစ်တဲ့ဇွဲလုံးလာဖြစ် အခွင့်ရေးများကိုဖမ်းဆုပ်ပါဒီဥပဒေသားတွေဟာသာဝရတည်နေနေပါတယ် ဘေဘီလုံခေတ်ကမှန်ကန်နေခဲ့သလိုဒီကနေ့လို digital ခေတ်မှာလည်းမြေနာအဆက်ဝင်နေမှာပဲဒီပုံပြင်လေးတွေဟာတည့်ရက်ဘဝလမ်းကြောင်းကိုစည်ရန်မှုကနေကြွယ်ဝမှုစီတို့ စိတ်ပြတ်မှုကနေကုံတက်ခါစီတို့ဘာလာဖြစ်နေတဲ့ပတ်စံအိတ်ကနေပြင်းနေနေတဲ့ဘာနာတိုက်စီတို့လမ်းညွန်ပေးနိုင်ပါစေ Shortcut to Wisdom season ကိုအဆုံးထိကြည့်ရှုနားထောင်သူအားလုံးကျေးဇူးအထူးတင်ပါတယ် ကြီးညာမြညာတွေကိုလက်တွေ့နိုင်လာအသုံးချကြနိုင်မယ်လို့ညွန်နှစ်ပါတယ်။ကံကောင်းခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဒါပေမဲ့ကံကောင်းခြင်းဆိုတာသင်ကိုယ်တိုင်ကြိုတင်ပြင်ဆင်ထားတဲ့ဆုနာတစ်ခုပဲဖြစ်ပါစေလို့ညှိကုံးချုပ်ဆုံးဖြတ်ပါရစေခင်ဗျာ။